ရောက်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ဌာနဆိုင်ရာမှာရှိတဲ့လူကြီးတွေမရှိမှာအချက်လက်တွေလိုက်ယူတယ်။အမှတချို့ကတော့ပြောတာဗောနော်သူတို့ရှိမှာလှူခဲ့ပါလားဗောနော်သူတို့သွားဝင်ပြီမယ်။ကျွန်တော်တို့ကတော့အဲ့လိုတော့မလုပ်ဖြစ်ချင်ဘူးလို့ကျွန်တော်တို့လူကျင်တာကစရင်တွေပဲကျွန်တော်လူကျင်တယ်။စရင်တွေယူတယ်ယူပြီးသွားလို့ရှိရင်တရွာဝင်တရွာထက်လိုက်ပြီးလေ့လာတယ်ဗောနော်ဆက်လေတစည်းနဲ့ညဆိုလို့ရှိရင်၈နာရီ၉နာရီမှပြန်တင်းတင်းဤစိတ်နေတော့ချောက်ပတ်ပြီးတော့ချောက်ပတ်တာအိမ်ဆောက်ဆရာရှိတာဆောက်ဆောက်တင်ဆောက်ဟိုလူတင်းလူအဲ့လိုချောက်ပတ်တာပြီးရင်လည်း စာချုပ်နဲ့ဘယ်နေ့ဘယ်ရက်အတွင်းအပြီးအောင်စောက်ပါမယ်ဆိုတော့စာချုပ်လည်းချုပ်ထားနေမို့ဆိုလို့ရှင်မစောက်ဘဲနဲ့လာဟိုလူချင်းလာနောက်ပြီးတော့ကျွန်တော်ရေးထားတာလည်းနောက်ထပ်အိမ်နဲ့ပတ်သက်ပြီးတော့လာလို့လည်းသူရှိလို့ရှင်အလူမခံရဆိုတဲ့ဟာလည်းပါတယ်ဘလောက်ပဲချောပါတယ်ပြောလှဘလောက်ပဲဆိုတော့ဖျက်ဖျက်အောင်လည်းမသိတော့ဘာကောင်းမှမရှိတော့သူကဘလောက်ချမ်းသာချမ်းသာသူတို့ပုတ်ပွားလောက်တက်နေတယ်ဒါကြီးဘယ်သူမှမခံနိုင်တော့တော်တော် loca the power when she don't mean အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒါဖျိုးမြအောင်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်ဟုတ်ကဲ့ဖျိုးမင်္ဂလာပါမင်္ဂလာပါဝေရောအဲ့တော့ဒါဒီနေ့အဲကျွန်တော်တို့တွေ့တာကတော့ဟိုပြောရရင်တော့ထွေရလေးပါလေးတွေပြောကြတာပေါ့နော်နီးစပ်ဆုံးကတော့ကျွန်တော်တို့အင်းလေးပေါ့အင်းလေးကိုသွားကြတယ်ကိုနေမင်းတို့နဲ့သွားကြတယ်အဲ့တော့အရင်ဆုံး အဲဒီငလင်ကိစ္စပေါ့အဲ့တော့ငလင်ကိစ္စဖြစ်တဲ့အချိန်မှာကိုဖြိုးတို့ဘယ်လိုစိတ်ကူးနဲ့ဘယ်လိုမျိုးအတွေးတွေနဲ့ငလင်ဘေးကူဖို့အတွက်ခီးရှိထွက်ဖြစ်ခဲ့ကြတာလဲပေါ့ငလင်ကိစ္စအဆဖြစ်တဲ့အချိန်မှာနောက်နေ့တရက်ကျတော့လိုင်းမောင်မှာတရင်နေရတက်လာတယ်ကျွန်တော်တို့ကိုယ်တိုင်အဆအဲ့ဒီဟာတွေကိုကြည်ရင်းနဲ့အသက်ရှူကြက်လာတယ်ဗျာငိမ့်နေလိုက်လို့ရှိရင်ကိုယ့်ကိုဘာလုံးနေလို့လုံးနေမှမသိဘူးဖြစ်နေတာအဲ့ဒါနဲ့ကျွန်တော်ရဲ့ကျွန်တော်ဦးလေးကိုသူရရဲ့ကိုနေမင်းလည်းရှိတယ်ဆိုတော့ကျွန်တော်တိုင်ပင်ပြီးတော့မှအားနဲ့ကျွန်တော် အဲ့ငယ်လင်ကူဖို့အတွက်စီစဉ်ဖြစ်တာပေါ့အဲ့ဒါနဲ့ line မှာတစ်ခုတက်လာတယ်ဇကိုင်းဘက်ကနေပြီးတော့ဟိုဆေးဝါးနဲ့ပတ်သက်တာတွေလိုတယ်ဆိုတော့စီရင်တက်လာတဲ့အချိန်မှာကျွန်တော်တို့ဒီဆေးဝါးရဲ့ဒီဆေးဝါးရဲ့လိုပါတယ်ဆိုတာကိုကျွန်တော်တို့ဝဲနေပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ line မှာတင်ပြီး share တဲ့အချိန်မှာကျွန်တော်တို့အကူလိုလည်းဖြစ်တယ်တငယ်ချင်းလည်းဖြစ်တယ်အဲ့ကိုလက်ကိုကိုစင်ပေါ့နော်ตัวนี้มันตัวนี้ไม่ก้าวไหนจ๋าเลยอ่ะเสียหมดมั้ยเฮ้ยเอาเลยมึงรู้ซีนเนี่ยปะทะลายเนาะงาป้าล่ะพี่งาไลค์แค่มั้ยเลยเด้อสรอกก้าวน่ะบ่เปียล่ะ ငါတော့တဲ့နောက်ဆုံးကွာတဲ့အကြီးမားမရတော့မှအသေးစားခွဲစိတ်မှုလောက်ထိရအောင်အရာလေပြင်ဆင်မယ်ဆိုပြီးတော့အားလည်းကျွန်တော်သွားပြစ်တာအဓိကတော့စကိုင်းကိုတော့အရင်သွားမန္တလေးစကိုင်းအရင်သွားစကိုင်းကိုအရင်သွားတာဗျအရင်သွားတာအဲ့ဒီမှာဒါပေမဲ့ပရိသတ်တွေ highlight ဖြစ်ကြတာကတော့ဟိုဒီအင်းလေးကိုသွားတဲ့အချိန်မှာဒါပို့ပြီး highlight ဖြစ်ကြတာနေမင်းတို့ဖြိုးမြအောင်လို့အင်းလေးကိုရောက်နေကြတယ်ဆိုတော့ဟာစကိုင်းမှာကျတော့လည်းနည်းနည်းဟိုလူများတာလည်းပါမှာပေါ့နော်ဟိုမှာကတော့လူလဲတိတ်အရောက်ပေါက်နေနေနေတူပါတယ်တော့သွားရင်တော့အင်းလေးဆောက်ပေးကြတယ်ဒီလိုမျိုးလေးစပြီးတော့ ကူညီကြတယ်မှုစတင်လှုပ်ဆောင်လိုက်ပေါ့အာရောက်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့အင်းလေနံပါတ်ကိုအရင်ဝင်နံပါတ်အရင်ဝင်ပြီးတော့အမှဌာနဆိုင်ရာမှာရှိရလူကြီးတွေမရှိမှာအချက်လက်တွေလိုက်ယူတယ်လိုက်ယူပြီးတော့အမှတချို့ကတော့ပြောတာဗောနောသူတို့ရှိမှာလှူခဲ့ပါလားဗောနောသူတို့သွားဝင်ပြီးမယ်အာကျွန်တော်တို့ကတော့အဲ့လိုတော့မလုပ်ဖြစ်ချင်ဘူးလို့ကျွန်တော်တို့လူကျင်တာကစရင်တွေပဲကျွန်တော်တို့လူကျင်တယ်စရင်တွေယူတယ်ယူပြီးသွားလို့ရှိရင်တရားဝင်တရားထက်လိုက်ပြီးတော့လေ့လာတယ်ဗောနောဆက်လေတစည်းနဲ့လိုက်လေ့လာပြီးတော့မှတကယ်အလူရှင်မရောက်သေးတဲ့နေရာအဲ့လိုကျွန်တော်တို့အချင်းခြေစားကုန်းကနေအရင်စားတာ ကြည်သာကုန်းတို့ပွဲသာကုန်းတို့စတာပေါ့ဒီနေ့ဒီနေ့ဆိုရင်မနေ့စင်နာရီအဲခုနှစ်နာရီလောက်ပါနေတည်တာတည်ထွက်ပြီးဆိုစင်နာရီလောက်ဆိုဟိုရောက်တယ်ညဆိုလို့ရှိရင်ရှင်းနာရီ9နာရီမှပြန်ဒီနေ့နေအီစိတ်နေတော့ချောက်ပတ်ပြီးတော့ချောက်ပတ်တာအိမ်ဆောက်ဆရာရှိတာဆောက်ဆောက်တင်ဆောက်ဟိုလူတင်လူအလိုချောက်ပတ်တာပေါ့ကျွန်တော်တို့နှစ်ခေါက်သွားတာဗျပထမတစ်ခေါက်အရင်သွားတယ်သွားပြီးတော့လေ့လာတယ်လေ့လာပြီးတဲ့အချိန်မှာတကြံခဏပြန်တယ်ကျွန်တော်တို့မှာရှိတဲ့ငွေချင်းအင်အားနဲ့ပေါ့နော်ကျွန်တော်တို့လုတ်ပေးနိုင်တဲ့အတိုင်းဒါလေးတွေဝါအင် ေါ်လကောင်းပေါ့နော်စောက်ဖို့အိမ်လေးတွေဥပမာစောက်ပေးမယ်ဆိုပြီးတော့ဖြတ်ခဲ့တယ်ဖြတ်ခဲ့တဲ့အချိန်မှာလည်းပတ်စံကိုကျွန်တော်တို့ကပေးမခဲ့ဘူးအဲ့ဒီမှာရှိတဲ့တာဝန်ရှိတဲ့သူတွေကိုပြောခဲ့တယ်ပတ်စံတကယ်လို့အိမ်စောက်တော့မယ်ဆိုလို့ရှိရင်သူ့စီမှာထုတ်သူကမှတစ်ဆင့်ကျွန်တော်တို့ဒီအိမ်တော့စောက်တော့မယ်ဆိုကျွန်တော်တို့ကြီးကပတ်စံလာထုတ်ပေါ့နော်ပြီးရင်လည်းစာချုပ်နဲ့ဘယ်နေ့ဘယ်ရက်အတွင်းအပြည့်အောင်စောက်ပါမယ်ဆိုတော့စာချုပ်လည်းချုပ်လာနေမို့ဆိုလို့ရှိရင်မစားဘဲနဲ့လာဟိုလူချင်းလာနောက်ပြီးတော့ကျွန်တော်ရေးနေတာကလည်းနောက်ထပ်အိမ်နဲ့ပတ်သက်ပြီးတော့လာလို့လဲဆိုရှိလို့ချင်းအလှူမခံရဆိုတဲ့ဟာလည်းပါတယ် တခြားပေးတာတော့တပေါင်းပေး9000ပေး3000ပေးရတော့ဒါအလူရှင်စေတနာရှိလို့ပေးတာတော့လက်ခံတယ်အိမ်ဆောက်ဖို့နဲ့ပတ်သက်ပြီးတော့လုံးဝလက်မခံအောင်ဆိုတော့စာချုပ်ချုပ်ခွေးစမဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုရင်တော့ဒါကျွန်တော်ထက်ဟိုကိုနေမင်းရဲ့ဒီစိတ်ဆက်မှုပေါ့နော်သူကလူကြီးလည်းဖြစ်တာလည်းကြောင်းပဲပြီးတော့သူ့ရဲ့အတွေ့အကြုံအရာရဲ့ဆိုတော့သူ့ရဲ့ညွှန်ကြားမှုစိတ်ဆက်မှုတွေကြောင်းပေါ့အဲ့လိုမျိုးအဲ့တော့အဲ့ဒီမှာအားလုံးဘယ်နှဘယ်နှလုံးလောက်စောက်ပေးပြခဲ့လဲအလုံး80ကျော်တယ်ဗျာကျွန်တော် တရင်တေချာလဲကျွန်တော်ကျွန်တော်အဲ့ဒီဘိုင်းနေမှာတိတ်မကြီးပြတာပါတယ်ဗျာလူကြီးတွေပါတယ်သူတို့လို့ပေါ့ကျွန်တော်နောက်ကနေပြန်ပေါ့ဗျာ80ကျော်လောက်တော့ရှိတယ်အဲ့တော့ဒီခုတလားကျော်ခီးမှာပြန်လာတဲ့အချိန်ပြန်လာတဲ့အချိန်ရောဟိုမှာရောက်နေတဲ့အချိန်မှာရောကိုယ်စိတ်ထဲမှာဘယ်လိုမျိုး feeling ဖြစ်လဲဒီလိုမျိုးဒါပြောရရင်ပရဟိတပေါ့ဒီလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အချိန်မှာဘယ်လို feeling ဖြစ်လဲအာကျွန်တော်အရင်ကလည်းကျွန်တော်သွားတော့သွားလူဖြစ်တယ်ပေါ့နော်ဒီတစ်ခါသွားလူတဲ့နေရာမှာတော့ဒါကိုနေမင်းနဲ့လက်တွဲပြီးလှူတဲ့အခါမှာတော့ကျွန်တော်အနေနဲ့သူ့ရဲ့လုံရည်ခိုင်ရင်ပေါ့နော်စနစ်ကျမှုတွေပေါ့ကျွန်တော်ပြန်ပြီးတော့အတူယူရတာပေါ့ဟုတ် တော့ဒီမှာတခູ່อ่ะဟိုခလေးတယောက်ဟိုပျောက်သွားတယ်ဆိုတာเนาะအဲ့ဒါလေးလည်းပဲကျွန်တော်တို့ဒီဘက်ပိုင်းကြမှာဒါတီးရတာဒီဖြစ်စဉ်လေးတော့လေเนาะအဲ့အဲ့ဒီကောင်လေးကပျောက်နေတာကြာပြီကငလင်းလောက်တာတွေပိုင်းနဲ့မဆိုင်ဘူးမဆိုင်ဘူးပျောက်နေကြပြီဟိုနေပြီးတော့ကနေမှာတစ်စင်းလိုင်းဆိုင်ရာဟိုဟိုရန်ကုန်သွားပြီးတော့အလုံးလုံးမယ်ဆိုပြီးတော့အဲ့ဒီအဆက်ဆွဲပြတ်ပြီးပျောက်သွားတာဩဩအဲ့ဒါကိုငလင်းပြီးအလှကြမှာတက်တက်ဆင်းတက်တက်ဆင်းတို့ကလာလာပြီးတော့အကူကြီးတောင်းနေတယ်သွားတွေ့တာကံကောင်းထောက်မှသွားနေပဲအဲ့ကောင်လေးလည်းပြန်တွေ့ပါတယ် အဆက်အသွယ်ပြန်ရပါတယ်အဲ့တော့ဒါလေးတွေရတဲ့ဟိုပြောရရင်ဂျုံတော့ဂျုံငယ်အဖြစ်ကလေးတွေအာဒါတွိုင်းလိုင်းနဲ့ဒါကုကုသူတွေပေါ့နော်ဟုတ်ကဲ့ဒီငလင်ဖြစ်ရဆိုကြီးပေါ့ငလင်ဖြစ်ရဆိုကြီးဖြစ်တာခုဆိုတာတလားကြော်ပြီပေါ့နော်တလားခွဲလောက်ရှိသွားပြီအဲ့တော့အဲ့ဒီအဖြစ်ပြက်ကနေဘယ်လိုမျိုးစိတ်ခံစားချက်တွေဘယ်လိုတွေရလဲတဘာဝဘေးကြီးရတော့လေဘယ်လိုမျိုးကြိုတင်ပြင်ဆင်လုပ်လဲမရဘူးပြကျွန်တော်တို့လည်းဟိုဖြစ်သွားမှသာဖြစ်သွားတယ်ပဲပြောတော့ဒီအားကြီးကတော့ဘလုံးမှခံမှန်းလို့မရတဲ့အရာကြီးလေတဘာဝတရားနဲ့တွေ့လာတဲ့အခါမျက်စိတမိတ်လျှက်တဲ့ပြက်အတွင်းမှာဗျာ ဘာမဟုတ်တော့ဘူးဗျာအကုန်လုံးဘာမှတန်ဖိုးလည်းမရှိတော့တန်ကြီးလည်းမရှိတော့သိတယ်မလားဘလောက်ပဲချောပါတယ်ပြောလှဘလောက်ပဲဆိုတော့ပြောင်းပြောင်းလည်းပဲမပြောင်းလည်းမသိတော့ဘာကောင်းမှမရှိတော့သူကဘလောက်ချမ်းသာချမ်းသာသူတို့ပုတ်ပွားလောက်တက်နေတယ်ဒါကြီးဘူးမှမကန်ချင်တော့တော်တော်ပြောချင်တာကတော့အသက်ရှင်နေစေရှိနေတဲ့အချိန်တော်အတွင်းမှာတော့တယောက်တယောက်ရှိခင်းနေတယ်ဗောဗျာဟိုအတ္တတွေမထားပဲနဲ့မုံမပွားပဲအဲ့လိုမျိုးနေထိုင်ရင်တော့အကောင်းဆုံးပါပဲ